ဟုတ်သမီးသမီးမစားဘူးဟုတ်ဒါကိုရတယ်သမီးကိုမစားကြည့်အောင်ဟုတ်အဓိကသမီးနဲ့ဟင်းနဲ့ဘယ်လိုစားရလဲတိတိုင်းဆိုအဲ့လိုဟင်းလေးသမီးလေးနဲ့တေချာလေးအဲ့လိုနယ်ဖက်ပြီးတော့စားတတ်တယ်လေသမီးကအဲ့လိုမဟုတ်ဘူးသမင်းစားရင်သမင်းကိုပါဇက်တဲ့အရင်ထည့်လိုက်တယ်ပြီးမှဟင်းကိုပါဇက်တဲ့ထက်ထည့်အဲ့လိုမျိုးငငယ်ရအဲ့လိုပဲစားသမင်းသိအဲ့လိုရောစားရအောင်တိတ်မတက်ဘူးဘလို့ခုနကထင်သွားလဲကိုအရင် confident အရင် so high ဖြစ်သွားပါတယ်ခင်ဗျာတော်ဝင်မိသားနဲ့တူရလို့ခံစားရပါတယ် aku ha hey, eh hey, hey, di ma ဖျောင်းတုံးနေပူမိတယ်လို့ပဲပြော့ပြဲနေတဲ့ဟာတွေကိုဘလို့လောက်ပြီးတော့မစ္စတာအနေနဲ့ခန့်စားပြီးတော့ကြည့်ရမှာတော့အားလုံးပဲမင်္ဂလာပါရှင်ဇင်လေးရဲ့ YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်အခုဇင်လေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့နော်နိုင်ငံကျော်အဆူရတိယုဆောင်နော်မီလာတန်စင်ဆိုလို့ရှင်တော့ဒါအားလုံးအသိကြမှာပါရှင်ဒီမီလာတန်စင်ကနော်ထမင်းနဲ့ဟင်ကိုသူကလုံးဝတွဲမစားတတ်ဘူးတယ်နော်ထမင်းတော်မှမစားတာကြာပြီလို့ဒါပြောလာတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်မြန်မာလူမျိုးတယောက်ဖြစ်ပြီးတော့နော်မြန်မာထမင်းနဲ့ဟင်ကိုတွဲပြီးတော့မစားတတ်ဘူးဆိုတာတော့ဒါအံ့ဩစရာပဲရှင်ဒီမီလာတန်စင်ကနော် ကြောင့်မြန်မာထမင်းနဲ့ဟင်းကိုမစားတာလဲဆိုတာအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်တုတ်ဖြစ်နေရပေါ့ဟုတ်သမီးထမင်းမစားဘူးပေါ့ဟုတ်ထမင်းနေလည်းမစားဘူးညလည်းမစားဘူးဆူရှီလေးစားတယ်ဟုတ်အေးတောက်တယ်အခုထိအခုလည်းမစားဟုတ်အရင်ဟုတ်ထမင်းမစားဟုတ်တမင်းလောက်ရှိဘူးဟုတ်ထမင်းလောက်မစားအဲ့လိုအမေတွေပါရတော့ဟိုတခါကြတို့စားရင်ခွန်ကျွရပါတော့ခွန်ကျွရလည်းဘာလို့စားတာပါပဲเนาะ ကိုယ့်ကိုမစားလဲသူများခွန်ကြည့်ရလဲစားပြစ်သွားတာပဲဆိုတော့နှလုံးသုံးလုံးလောက်ကတော့တနေ့တနေ့တည်းတော့ဝင်တော့ဝင်ပါရဲ့ဒါပေမဲ့ပုံမှန်အဲ့လိုထမင်းတပကံနဲ့ထိုင်စားရမျိုးအဲ့လိုမရှိတော့ဘူးအဲကြောင့်အိမ်မှာဆိုအိမ်ကထမင်းစားရဆိုကိုယ်ဘယ်တော့မှမခေါ်ဘူးသူကသူ့လိုပဲစားကြရဟုတ်ဝါတာဝါတော့ထမင်းစားရအကျင့်ဖြတ်လိုက်တာဘာမှမစားဘူးမုတ်ပဲစားရတယ်။တရေစားရပဲစားရအဲ့ဝိတ်ကကြိုင်ကြိုင်နဲ့ဖြော်ဝိုင်းဟုတ်ထတ်တော့မချတော့ဘူး။ဒါကိုလည်းလည်းထမင်းကိုမစားကြည့်အောင်ဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲတိ။အဲဆိုအဲ့လိုဟင်းလေးထမင်းလေးနဲ့တေချာလေးအဲ့လိုနေဖက်ပြီးတော့ စားတတ်တယ်လေသမီးကအဲ့လိုမဟုတ်ဘူးသမင်းစားရင်သမင်းကိုပါဇက်တဲ့အရင်ထည့်လိုက်တယ်ပြီးမှဟင်းကိုပါဇက်တဲ့ထက်ထည့်အဲ့လိုမျိုးငငယ်ရအဲ့လိုပဲစားသမင်းသိအဲ့လိုရောစားရောတိတ်မတက်ဘူးကိုဆိုင်စီလေးနဲ့အဲရုပ်ရှင်ရိုက်ပြီးတော့အဲ့အဲ့လိုပေါ့တချင်းဆိုဖို့ဖြစ်သွားပါပေါ့နော်ဒီတိုင်းလေးပဲအပျော်လေးပဲဆိုနေနေအဲ့လိုလေးပေါ့ ရိုက်ရိုက်ဖြစ်သွားတာပါတခြင်းလေးอ่ะဟုတ်ဟုတ်ကဲ့အဓိကမေးလာတော့တခြင်းတပုတ်ဖန်ပြီးမယ်ဆိုအဲ့ကိုဆိုင်စီเนี่ยအဲ့တခြင်းလေးอ่ะလုတ်ဖို့အစားအစီစဉ်မရှိဘူးဒီတိုင်းလေးပဲတခြင်းလေးကိုပေါ့နော်အာအဲ့တခြင်းလေးမေးလာရထားလေးရှိတော့အဲ့ဒါလေးကိုရိုက်လိုက်မယ်ဆိုပြီး၃ရက်လောက်နဲ့အပီးရိုက်တယ်အပီးဆိုရင်ねကိုဆိုင်စီလေးကလည်းသူကအလုတ်မအားဘူးလीเนาะအလုတ်အားတဲ့အချိန်လေးလောက်ရဆိုတော့၃ရက်နဲ့အပီးထုတ်လိုက်တယ်မိသားစုရဲ့မှာအငယ်ဆုံးပေါ့ ဟုတ်စကားအမှန်တမ်းပြောရရင်အဲ့လိုမွေးစားထားမွေးစားသမီးလေးပေါ့မွေးစားသမီးလေးအဲ့လိုလေမွေးစားသမီးလေးကချစ်တာပေါ့ပါပေါ့တောက်လျှောက်ဖြစ်ရမဆွနေဆိုရှင်အတူအကျွေးတောင်းလဲကိစ္စရဆိုဖြစ်ရတယ်တောက်လျှောက်ဖြစ်ရရေမုံမြင့်မြတ်နဲ့ဆုံရင်လဲအာကြော်ဖြစ်ဖြစ်ရတယ်အဲ့လိုမျိုးဟုတ်သွားတယ်ဟုတ်တယ်အဲ့ဒါဘေးနာအဲ့လိုပြိတ္တလေးတယောက်ကတင်လိုက်တာလေဆိုတော့အဲ့ဒါလေးအဲ့ဒါလေးလဲပေါက်သွားတယ်နှစ်နှစ်လောက်ကပေါ့တောက်လျှောက်ကတာဆိုမောတာပေါ့စကားတကားလုံးဒါလည်းပြောရတာကတာပုံများတယ် ဆိုင်ကယ်စီးရင်လည်းကရရတယ်အထက်မှာအထက်မှာလည်းပါတယ်ဆိုတော့လေဆိုင်ကယ်စီးရင်လည်းကရတယ်ကားပေါ်မှာလည်းကရတယ်တောက်လျှောက်ကရတယ်ဟုတ်ဒီလိုမျိုးဝေးချနေတာကလည်းနော်ကျမ်းမာကြီးနဲ့လုံးဝမညီညွတ်ဘူးတဲ့နော်မင်းသမီးကလည်းပေါက်တက်ကြရီရှောက်လို့နေရဆိုပြီးတော့နော်ဒါအကူတယောက်ကပြောလာတယ်ဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်အခုအိတ်ခံလေးလေးမာကြီးအစောရောမင်းသမီးလေးရဲ့သူဝေးချတဲ့ဆိုရယ်အင်တာဗျူးကိုတက်လာလို့ နော်စင်လို့လည်းအဲ့လိုမျိုးလေးပောက်တက်ကြရီဆက်လို့ငါဆိုလို့နော်အဲ့ဒါကိုပြောင်းလို့လမ်းစစမပူလို့စိုက်တဲ့နေရာမှာစိုက်တယ်လို့ယူလိုက်ဝိတ်ချနီအမားတွေနဲ့ရှောက်ဆောင်မလုပ်ဖို့လို့စင်တို့သတိပေးစင်လို့ဒါမျိုးကိုလောက်တာနံပါတ်၁သွားတယ်ထမင်းမစားတာနဲ့နှစ်နှစ်လောက်ရှိပြီတဲ့နော်ထမင်းနဲ့ဟင်းနဲ့ကိုလည်းသူ့အဲ့လိုမျိုးနဲ့ဖက်ပြီးတော့မစားတတ်ဘူးပေါ့နော်ထမင်းနဲ့ဟင်းနဲ့ကိုလည်းအဲ့လိုသူများလိုနဲ့ဖက်ပြီးတော့လည်းမစားတတ်ဘူးလေထမင်းစားတာလည်းမကြအဲ့ဆိုဘာတွေစားလဲလို့သူ့မိတဲ့ခါကျတော့ဆူရှီစားတယ်တဲ့ဆူရှီကထမင်းထမင်းနဲ့မပါဘူးလားကွယ်နော် နောက်တစ်ခုကကြတော့မုတ်တွေပဲစားတယ်တဲ့အဲ့လိုဆိုတဲ့အခါကျတော့ snack တွေစားတာတွေကခန္ဓာကိုယ်အတွက် healthy lifestyle မဟုတ်ဘူးပေါ့နော်ဥပမာဒီ waiter မဲ့ waiter တဲ့ wait တဲ့ဝါလာတဲ့ပိန်သွားတယ်ဆိုတာကျတော့လေ့ကျင့်ခန်းနဲ့ပဲမူတည်ပြီးတော့ထင်းရမှာလူတွေကအသက်ကြီးလေဝါလေနော်အဲ့တော့တစ်ခုကိုပြောပြမယ်အာဥပမာကိုကတနေ့ကို calorie 100လောက်ကိုစားလိုက်တယ်ပေါ့နော် calorie 100လောက်ပါတဲ့ဟာကြီးစားလိုက်တယ်ကိုကလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ယ်လိုရီ120ဘန်းသွားတယ်ဆိုလို့ရှိရင်အဲ့လူတွေကပိန်တယ်။ကိုကတနေ့ကိုကယ်လိုရီ200စားတယ်။လေ့ကျင့်ခန်းလည်းမလုပ်ဘာမှမလုပ်အဲ့လိုမျိုးတွေကစုစုလာပြီးတဲ့အခါကျတော့နော်ဝါဝါလိုက်လာတာ တချို့ဆိုလို့ရှိရင်ကယ်လိုရီ200စားတယ်လေးကျိန်ကလုံးလုံးဘန်းသွားတယ်ကယ်လိုရီက100ပဲရှိရဆိုတနေ့တရာတနေ့တရာအဲ့လိုမျိုးဆိုပြီးတော့တစ်ဖြည်းဖြည်းတစ်ဖြည်းဖြည်းနဲ့ဝါလာတာစနက်တွေပါတယ်ဘယ်လဲအဲ့လိုမျိုးတွေရှောက်စားတာမဟုတ်ဘူးเนาะမကြမ်းမမာတဲ့နီလန်တဲ့အဲ့လိုမျိုးအစားတွေဟိုရှောင်ဒီချောင်လောက်ပြီးချလို့ရှိရင် ရှင်တို့လေထိုးလိုက်တယ်လို့ပဲရှုပ်ဆိုပြီးရခါကြရှင်တို့အစားတွေဖြတ်နေတော့ပိတ်လိုက်မယ်တလားနှစ်လားအဲ့ဒါပြီးရခါကျတော့အစားပြန်စားလိုက်ပြီနော်စားလိုက်ပြီဆိုရင်ကျွန်တော်လေထိုးလိုက်တယ်လို့ပဲအရင်က ေါင်100ရှိတယ်ဝေးချလိုက်တယ်ပေါင်80เนาะအစားပြန်စားလိုက်တာ ਨੇ ပေါင်150 200အဲ့လိုမျိုးတွေဖြစ်သွားမှာအဲ့တော့သူများတွေပေါက်တက်ကြရရှောက်ပြောတယ်ယုံပြီးတော့ပေါက်တက်ကြရရှောက်မလုံးနဲ့ဝေးချလဲစားချချနဲ့မိမှန်လမ်းမှန်နဲ့ချမှာကောင်းတာဆူဆူမပူလို့ရဒါပဲအိပ်ပြီး ကဲဝေးချခြင်းတဲ့သူတွေလည်းနော်သူတို့ပြောတဲ့ဟာတွေလိုက်ယုံပြီးတော့နော်လုံမနေနဲ့နော်အကုန်လုံးကျမ်းမာရေးတွေထိခိုက်ကုန်မယ်ရှင့် preview ဖိုင်မှာဆိုလို့ရှင်လည်းနော် miss grand la ပြိုင်နဲ့နော် more ကနော်သူကသူတော်ဝင်မင်းသားနဲ့တူတယ်လို့ပြောတယ်ရှင့်အစ်ကျွန်းတို့လည်းဒီလာပြိုင်နဲ့ more ကနော်တော်ဝင်မင်းသားနဲ့တူလားမတူလားနော်ကြည့်သွားလိုက်ကြပါအောင်ရှင့် view လေးကိုကြည့်ကြည့်လိုက်ကြရအောင်နော်ကိုအရင် confident အရင်ဆိုးဟိုက်ဖြစ်သွားပါလေခင်ဗျာတော်ဝင်မိသားနဲ့တူရလို့ခံစားရပါလေ ောင်းနာမည်ကတော့ AK ဆိုင်းဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျဲဆူကတော့ဒီ Mr. Club မှာအာချင်းမခဲ့တဲ့ဒီ main winner ခေါင်းရရှိခဲ့ပါတယ်ပေါ့ဟုတ်အာအတိုင်းမသိပဲဝမ်းနာပါတယ်ခင်ဗျာဟုတ်အရင်ချင်းတော့လူတိုင်းကတော့ပြည့်ပြည့်စုံနေတယ်တော့မရှိပါဘူးဒါပေမဲ့အကောင်ဆုံးတော့ဆက်စူးစားပြီးတော့အာရှင်ပြိုင်တော့ပါမယ်ခင်ဗျာခေါင်းထဲကိုနေရတော့လိုက်ရပါလားအာအရန်ကိုလိုက်ဖတ်တယ်လို့ခန်းစားပါတယ်ကျွန်တော်အနေနဲ့တော့ဟုတ်အာနောက်လာ7လ7လပိုင်းဒီနေ့7လပိုင်းလောက်တော့တွားပါမယ်ခင်ဗျာ ကိုရဲ့အားသာချက်ကတော့လူတိုင်းအားသာချက်အနေနဲ့ချက်တော့ရှိတာပေါ့မှာအားနဲ့ချက်ကိုအားသာချက်အဖြစ်ပြောင်းလဲသွားတဲ့အတွက်တော့အားသာချက်ကတော့ဒီ fashion အပိုင်းနဲ့ရောက်မယ်ဆင်တော့အားသာချက်ပါဟုတ်အားနဲ့ချက်ကတော့အဲနေတော့အရောက်ပြည့်ရလို့ခံစားရပါတယ်ဟုတ် နည်းနည်းပဲအရက်ပူတာမဟုတ်ဘူးနော်တော်တော်ပူတယ်ရှင့်မြန်မာနိုင်ငံကိုစားပြုဝင်ပြိုင်နဲ့နော်မော်ဒယ်တွေထဲမှာနော်ဒီလောက်တောင်းတောင်းဖြောင်းဖြောင်းအကိုတခါမှမတွေ့ဘူးရှင့်နောက်ထပ် view file မှာဆိုလို့ရှင်လဲနော်ဒီတော်ဝင်မင်းသားလေးကိုတသက်ပလိန်ထားတဲ့အကိုတယောက်လည်းရှိသေးရဲ့ရှင့်ဒီကိုပလိန်ထားတာမှန်လားမလားနော်အတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်တကယ်တူတော်ဝင်မင်းသားနဲ့တူတယ်ဆိုတော့မစ္စတာရဲ့အကြောင်း ပြောမယ်အေးဆဆူမပရိုရှင်းကိုတွေ့ပြီးကြာရင်လားမသိဘူးလမ်းအဲ့အကြောင်းပြောမလို့ဒါဒီ personal ကိုယ့်ရဲ့ ဒီရုပ်ရည်တော့ခနာကိုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ blame နဲ့ post မဟုတ်ဘူးဒီလူတော်မှုတယောက်တည်းကို blame တာမဟုတ်ဘူးဒီ Mr. တို့ public figure တို့လုံမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အရေးအချင်းနဲ့ကိုကိုယ်တိုင်စီတင်စီတတ်တဲ့အရာအမောင်းရုပ်ရည်နော်အဲ့လိုမျိုးတွေစီတင်နေဆိုတဲ့အကြောင်းပြောပြခြင်းတာငါ့ကို blame မဲ့လူတွေလည်းကြုံပြီးတော့ပြောထားမယ်အဲ့ဒါနော်သဆုမပူလို့မဟုတ်ပါဘူးအဲ့တော့ အဲ့ဒါဘာလဲဆိုတဲ့အခါကျရှင်တို့လည်းအဲ့ဒီဟာမစ္စတာကိုတွေ့လားမတွေ့လားလည်းမသိဘူးတို့ဘွားလည်းဘလို့ကန်ကြီးလို့လည်းကိုမသိဘူးเนาะအဲ့ဒါကြောင့်မလို့ပဲလာပြီးတော့တွေ့နေကြတို့တွေရဲ့ဘဝမှာဆိုလို့ရှိရင်အေးမစ္စတာအဲ့ဒီဟိုဟာအော်ဒီဇင်တယောက်နဲ့တင်ကိုလုံလောက်နေပါပြီအများကသူ intro မှာလေမစ္စတာအော်ဒီဇင်ဘာညာကွီကွာဆိုပြီးတော့ပြောနေတယ်တယောက်နဲ့တင်ကိုလုံလောက်နေပါပြီနောက်ထပ်ဒီပတ်စံယူပြီးတော့ crown ရောင်းတဲ့လူတွေလည်းမလာမပေါ် organizer တွေလည်းပေါ်ထွက်မလာကြပါနဲ့တော့เนาะနံပါတ်1 ရှင်တို့အဲ့အမြဲတမ်းသိရဆိုလို့ရှိရင် body beauty brain เนาะရုပ်ခံအဲ့လောက်မရှိဘူးဆိုရင်တောင်မှ body structure နဲ့ထိမ့်ပြီးတော့ထားလို့ရတယ်အဲ့ဒါအပြင်ဆိုလို့ရှိရင်ဥပမာဒီလူတယောက်က LGBT ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါပေမဲ့သူ့ရဲ့ appearance မှာဒီ figure မှာဆိုလို့ရှိရင်စင်းနေတယ်เนาะယောက်ျားလိုမျိုးအတောင်အဖြောင်ဖြစ်နေရမယ်အခုဟာအေးဒီမဲ့ဖျောင်းတုံးနေပူမိတယ်လို့ပဲပြော့ပြဲနေတဲ့ဟာတွေကိုဘလို့လောက်ပြီးတော့မစ္စတာအနေနဲ့ခန့်စားပြီးတော့ကြည့်ရမှာတော့ ဟွန်းเนาะအဲ့ဒါအပြင်ကိုယ့်ရဲ့အသွင်အပြင်เนาะ body เนาะ beauty beauty အနေနဲ့ဆိုလို့ရှိရင်ဒါကြောင့်အမျိုးသမီးတွေကိုပြောရပါယောက်ျားတွေဆိုလို့ရှိရင်ကိုယ့်ရဲ့အသွင်အပြင်အစင်လေးတွေပေါ့ယဘယ်ဟာနဲ့ဘယ်ဟာနဲ့ light ဖက်ဘယ်ဟာနဲ့ဘယ်ဟာနဲ့ဆိုလို့ရှိရင်ဒီ handsome ဖြစ်ပြီးတဲ့အခါကျတော့ယောက်ျားလိုမျိုးကောင်းကောင်းမွန်မွန်နဲ့အဲ့လိုမျိုးဖြစ်နေရမယ်ဟာလဲဆိုရက်ခါပေါ်မှာကြည့်ပြီးတော့သူတို့ကိုဆုံးဖြတ်ပေးရမှာယအခုကြတော့ဒီအနောက်တိုင်းဝတ်ဆောင်ဝတ်တဲ့အချိန်မှာတော့ cross ဖက်နဲ့ကြီးစီးထားတဲ့ဟာကြီးကိုငါတို့တွေကဘာလို့ဒီဟာကြီးကိုကြည့်နေရမှာတော့ နော်ပြီးတဲ့ခါကျ brain အလောက်တောင်မှမရှိတဲ့ဟာတွေကိုငါတို့ကဘာပြီးညမညမညမဟေးလို့အော်နေရမှာတော့ငါဆက်လိုက်တာကိုယ့်မျက်နှာကိုပဲလှီးပြင်းနေတော့တယ်နင်တို့တွေအကုန်လုံးကလည်းအဲ့လိုပြိုင်ပွဲဝင်တယ်မှာဆိုအဲ့လိုမထော်ရင်ဆိုလို့ရှိရင်လေ မှန်တချက်စီမှန်တချက်စီဒီအထူးစုချင်းမြင်တဲ့အနေနဲ့မှန်တချက်စီမှန်တချက်စီပေးပြီးတော့ဒါမှချင်းမြင်ကြတယ်နင်တို့ဒါ blame တာမဟုတ်ဘူးကို့မှာစီတင်စီတိုက်တဲ့ဟာတွေရှိနေပြီလားလို့ပြန်လဲသုံးသက်စေချင်တာငါ့ကိုဘလောက်လှနေရလဲလို့လာပြီးတော့မမင်းနဲ့ဘလောက်လှနေလို့ဒီဟာတွေကိုတက်ပြီးတော့ပြောနေရလဲလို့လာမမင်းနဲ့ငါကကို့ကို့ကို့ နော်အတင်းပြောခြင်းတော့ကိုဖေ့စ်တောင်းထားတာဘယ်မစ္စတာမှလည်းဝင်မပြောင်ဘယ်ဟာမှလည်းဝင်မပြောင်နော်စင်မော်တတ်မယ်ဆိုလို့ရှိရင်ကို့အီချင်းနဲ့ကို့ရုပ်ရည်နဲ့ဘာတွေညာတွေရှိလားဆိုတာသိစေချင်လို့နင်တို့မှန်တစ်ချက်စီကိုလက်ဆောင်ပေးချင်တာနော်ဒါပဲနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်တတတော်ဝင်မင်းသားတဲ့နော်အရန်မောင်းနေကိုပင်တော်တော်လေးကိုပြေစုံနေပါပြီရှင့်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်ခင်စင်းတို့လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့နော်ဒီတော်ဝင်မင်းသားလေးဘယ်လောက်ထိလှကြောင်းလဲပြောသွားခဲ့ကြအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်